်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါတနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ခမရ342တပ်ရင်းကနေစစ်သားတစ်စုဆောင်ခံရသူ၂ယောက်ဟာတော်လိုင်းတပ်ဖွဲ့စီပတ်ပြောင်းခိုလုံလာခဲ့တယ်လို့ကော့တောင်းခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါရယ်အသက်29နှစ်အရွယ်တွေဖြစ်ကြတဲ့ကိုနေမျိုးထွန်းနဲ့ကိုစင်မင်းသူတို့၂ယောက်ဟာ ခမောက်ကြီးမြို့နယ်ကခမရ342တရင်ရဲ့ရှေ့တန်းအခြေကုပ်စခန်းတွေကနေမေလ28ရက်နေ့30ရက်နေ့တွေမှာထွက်ပြေးလာကြတာဖြစ်တယ်လို့ကော့တောင်းခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံကပြောပါရယ်စစ်သားဖြစ်စုဆောင်ခံရသူ၂ယောက်ဟာတာယာရီနဲ့တောင်ကုန်းမြို့ကအပတ်စဉ်တစ်အတွက်စစ်သားတွေစုဆောင်ခံရသူတွေဖြစ်ပြီးအမှတ်3တမရော်တမ်းမြင့်လေးကျင်းသင်တန်းကျောင်းတွေမှာစစ်ပညာသင်ကြားခဲ့ရပြီးတဲ့နောက်ခမောက်ကြီးမြို့နယ်ခမရ342တရင်ကိုပို့ဆောင်ခံရသူတွေဖြစ်တယ်လို့ဆိုပါရယ် ဖပြောင်းခုတ်လုံလာသူနှစ်ယောက်ကိုလုံခြုံအောင်အရင်ထားရှိပြီးလိုအပ်တဲ့အကူအညီတွေပေးအပ်သွားမယ်လို့တော်လိုင်းတပ်ဖွဲ့ဘက်ကပြောပါရရှင်။မန္တလေးမြို့ဥပ္ပိုလ်အချင်းထောင်ကနေဂျွန်လ3ရက်မနက်9နာရီခွဲကအချင်းသားတယောက်ခြေချင်းနဲ့ထွက်ပြေးသွားတဲ့အတွက်ရဲရင်နဲ့အချင်းထောင်ဝန်ထမ်းတွေလိုက်လံရှာဖွေနေတယ်လို့မျက်မြင်တွေ့ရှိသူတွေစီကနေသိရပါဗျ။ ထောင်ပေါက်ထွက်ပြေးလာတဲ့အကျဉ်းသားဟာအိုးဘိုအကျဉ်းထောင်နဲ့ကက်လျက်မှာရှိတဲ့စီမံကိန်းရုံးနဲ့လျှက်စစ်တပ်အားခွဲယုံဝင်တဲ့ကရုံးဝင်တဲ့ဆိုင်ကယ်ကိုခိုးယူထွက်ပြေးဖို့ကြိုးပမ်းနေချိန်ဝင်တဲ့ကအော်ဟစ်အကူအညီတောင်းတဲ့အတွက်အကျဉ်းသားကဆိုင်ကယ်ကိုထားခဲ့ပြီးတော့ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။အိုးဘိုထောင်နေရန်တစ်ခုကငလင်ကြောင့်ပြိုနေတဲ့အတွက်အကျဉ်းသားတွေပြင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာထောင်ဘက်ကနေစီမံကိန်းမန်နေဂျာရုံးဘက်ကိုထွက်ပြေးသွားတာလို့မျက်မြင်တွေ့ရှိသူတယောက်ကပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသားဟာဘာမှုနဲ့ထောင်ကျနေတယ်လဲဆိုတာကိုတော့မသိရှိရသေးပါဘူးအကျဉ်းသားတယောက်ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်မှာထောင်ဝင်နှန်းတွေကအကျဉ်းသားလူစင်းတွေကိုစစ်ဆေးတာရဲအင်အားတွေနဲ့လိုက်လံရှာဖွေတာတွေလှုပ်ဆောင်နေပေမဲ့မတွေ့ရှိရသေးဘူးလို့ဆိုပါတယ်အကျဉ်းသားဟာအကျဉ်းသားဝတ်စုံကိုချွတ်ပြီးတော့ဝင်နှန်းတွေလှမ်းထားတဲ့အဝတ်ကိုယူဝတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့တေဘောဘုစခန်းကို KNU ဥဆောင်ပြီးတော့တပ်ပေါင်းစုတွေက ဒရုန်းပုံကျဲထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်။အောက်ခန့်သတင်းပြပို့ထားပါရယ်ရှင်။မေလ26ရက်နေ့ညနေ9:00လောက်ကစတင်ပြီးကင်းပြည်နယ်မြောက်ရီမြို့တောင်ဘက်စစ်ကောင်စီရဲ့ဒေဝဝစကန်ကိုဂရင်ဥဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရာကဂျွန်လနေ့ရက်နေ့မိုးနဲ့3:00လောက်ကစတင်ပြီးဒေဝဝစကန်ကိုဂရင်ဥဆောင်ပြီးတပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်မိပါတယ် ။ဟောသေဘဘူလားဟုတ်တယ်လေ။ကျွန်တော်တို့ပြောတော့ညာလို့ပြောတာပဲ။အခုကပဲချိန်နဲ့စတက်တယ်။တိတ်တော့တိတ်နေပါပဲဒီလိုပဲ။အဖွဲ့တွေကတော့ကျွန်တော်တို့အဖွဲ့တွေပဲပေါ့။ဒီကျွန်တော်တို့အဖွဲ့ဆိုတာအပေါ်ကဒီပြောတာ30နှစ်ဖွဲ့တွေပဲပေါ့။ပြောလို့ရတော့ KNL ရဲ့ဒီဟိုရဲ့ KNL ရဲ့ဒီကျွန်တော်တို့စစ်ကြောင်းတွေပဲပေါ့။ဒီဒီရတဲ့ KNL တွေကိုပို့ဆောင်မှာပေါ့နော်။ပြူရောမဟုတ်ရစခန်းကုန်းလေပြူရလားဟိုမှာဥက္ကဋ္ဌထားလို့ဆိုရင်ပြူရလို့ပြောလို့ရတယ် နှစ်ဖက်တိုက်ပွဲတွေကြောင့်စုံစည်းမြိုင်ဥက္ကဋ္ဌတောင်းလီဒေဘောဘူဝမ်မီတကျွာကဒေသခံ2000လောက်ဟောင်းထိုင်းနေဆက်တောင်းအိမြကန်ချောင်းနဲ့ဘေးလိုရာတပြေးတင်းရှောင်းနေရတယ်လို့ရမီရဖတ်တွေကပြောပါတယ်။ဆော်ရဒီမနေ့လက်ဆန်ကြားနာတာကဆနာတော့တောင်းတန်နေတူတူကြီးကြီး။ဒီညနေ3နိုင်4နိုင်လောက်မှအဆန်ကြားတော့အဲညတော့တော့ဒီကြောင့်လာဘူးကျွန်တော်ကျွန်တော်လာတော့လာရတယ်ဘာမှအဆန်တော့မကြားလေးပြစ်တယ်။ သုံးသံအားတော့ကြတာပဲသုံးသံတိုင်းပါဆရာဒီဘက်ကမ်းမကြီးပဲနေနေကြတာနေရမိုးရွာတယ်ဆိုတော့ဆရာနေရတာထိုင်ရတာလည်းဥစ္စာလုံးလုံးမသိမရှိဘူးဆရာနောက်ပြီးတော့ဒီနေ့ညမှာနေရတာလည်းစားရေးကြတော့ဆရာနည်းနည်းတော့ဆက်ခက်ရှိတာပေါ့တိုင်းမြန်မာနယ်စပ်တစ်လျှောက်ကစကောင်းကြီးတက်စကန်တွေကိုဂရင်ဦးဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်မေလ23ရက်နေ့ညနေ9:00ကစစ်ကောင်စီရဲ့ဗလေတိုတက်စကန်ကိုပါတိုက်ယူနိုင်ခဲ့ပြီး မေလ28ရက်နေ့ညပိုင်းကကနေလီစကန်ကိုထပ်မံသိမ်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်မေလ29ရက်နေ့ညနေ6နာရီလောက်ကမလေးပြည်တော်နယ်ဤဆုံးမှာရှိတဲ့ဗီယက်နမ်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်အောင်ခံပါပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KI နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ပုံမှန်တိုက်ပွဲဟာအခုဆိုရင်တော့6လပြည့်ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ပုံမှန်မြို့နယ်ရဲ့နေရာများစုကို KI နဲ့ပူပေါင်းတပ်တွေက တိမ့်ပိုက်ထားနိုင်ပေမဲ့ရေးကြီးတဲ့စကကာ21အပါဝင်တက်စကန်5ခုဝင်ကျင်လောက်ဂျန်နေသေးတာပါဒီအပိုင်းတွင်မြေပြင်ထိရတိုက်ပွဲတွေညင်တက်နေပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းတိုက်ခိုက်မှုတွေကတော့နေတိုင်းရှိနေတယ်လို့ KNY သတင်းပညာရေးတာဝန်ခံပုံမကြီးနော်ဘူးကပြောပါတယ်။အာပုံမပေးပါရောဒီဒရင်းသူရင်ရှိပါဟော။အဲ့ဒါလို့တို့အာလေကြောင်းကလည်းဘုံသေးတာလေ ဒရုန်းနဲ့ဘုံချရတဲ့တော့ရှိပါတယ်ဒါလို့နဲ့တိုက်ရှိပါလားပမော်မျိုးသိမ့်တဲ့ပွဲရှိကြတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိနေတာပါပမော်မျိုးဟာခရိုင်မျိုးကြီးဖြစ်တယ်လို့စကားက27ရုံးဆိုင်ရာမျိုးလည်းဖြစ်တာကြောင့် KIA တိမ့်ပိုက်ထားတဲ့တခြားမျိုးတွေထက်စစ်ကောင်စီရဲ့ခန်းစစ်အင်အားကပိုကောင်းတယ်လို့တရင်စကန်တွေကာကင်းစကန်တွေကလည်းအများပြားရှိနေတာပါဒီချက်ကလည်းတိုက်ပွဲရှိကြရတွေကအကြောင်းရင်းတစ်ခုလို့ကြံအောင်သတင်းပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘုကပြောဆိုထားပါတယ် ။ဒါပြင်ဖားကန်ဘတ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကလည်းလှုပ်ရှားမှုမရှိတာကြောင့်တက်ပွဲကရပ်တန့်နေတယ်လို့ဆိုပါတယ်။ဖားကန်ဘတ်ကတက်လာတဲ့စစ်ကြောင်းတွေလည်းဟိုတက်မှသခမ်းမဲ့မှာပေါ့နော်ဝန်နေတာ။အဲပြန်ပြီးမှထွက်ပြီးမှလှုပ်ရှားတာမတွေ့ရပါဘူး။ဟုတ်ကဲ့တော့နော် KI နဲ့ပူပေါင်းတက်တွေအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမပိမျိုးကချင်ပြည်နယ်တွင်းကဆွန်ဘရာဘွန်အင်ဂျန်ရံစရုံရှိပွေဆော့လော်ပန်ဝါဒေါ်ဘုံရံစင်ပုံမျိုးလား မန်စီကမ်ပိုက်ဒီမိုးမောင်းနဲ့လွယ်ချယ်မျိုးတို့ကိုတိမ့်ပိုက်ထန်းနိုင်တာဖြစ်ပြီးစုစုပေါင်း14မျိုးထိရှိပါပြီ။နောက်ဆုံးထိုးစစ်ဆင်နေတဲ့ဗမာမျိုးတိုက်ပွဲကတော့ KIA ရဲ့မျိုးသိမ်းတိုက်ပွဲတွေအတွင်းချိန်ကြာမြင့်ဆုံးဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်နေရဆဲဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါကင်းဒီပြည်နယ်ဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်းလေးမိုင်လွိုင်နန်းဖလမ်းဆောင်အနီးမှာ ဇွန်လ၂ရက်နေ့နေ့လယ်၂နာရီကျော်ကကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်ပေါ်ပါလာတဲ့အမျိုးသား၂ယောက်ထဲကတယောက်သေဆုံးပြီးတော့တယောက်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။တိုက်မိတဲ့အချိန်များတဲ့အပြင်မိုးရွာနေတာကြောင့်လမ်းတွေလည်းချော်နေတဲ့အတွက်ရင်တိုက်မှုဖြစ်ခဲ့တာလို့ဒေသခံကပြောပါရယ်။ရင်တိုက်မှုကြောင့်အသက်40အရွယ်စစ်ပေးဆောင်အမျိုးသားတယောက်ဦးကောင်းပေါက်ပြီးနှံရိုးကျိုးတာတွေကြောင့်နေရာမှာရင်သေဆုံးခဲ့တယ်လို့ဆိုပါရယ်။တရားရတဲ့နောက်တစ်ယောက်ကိုတော့ရှေးဦးသူနာပြုနည်းနဲ့ကုသပေးပြီးဆေးရုံခေါ်သွားခဲ့တယ်လို့ဒေသခံကပြောပါရယ်။ ဒီမော့ဆိုမြို့နယ်မှာဂျွန်လ2ရက်နေ့တရက်ထဲမှာပဲရင်တိုက်မှု3ခုထပ်မံဖြစ်ပွားခဲ့တဲ့အတွက်ရှင်မောင်းချိန်မှာအချိန်မြင့်မောင်းနှင်နာတွေမပြုတ်လို့ဖို့နဲ့ဂရုတစိုက်မောင်းနှင်ကြဖို့လိုတယ်လို့ဒေသခံတွေကပြောကြပါတယ်ရှင်ယူကရိန်းနိုင်ငံအမြောက်အများဆွန့်လွတ်ပြီးယူကရိန်းစစ်တပ်အရွယ်အစားကန့်သက်ရေးကိုသဘောတူမယ်ဆိုရင်စစ်ပွဲအဆုံးသတ်ပေးမှာဖြစ်တယ်လို့နှစ်နိုင်ငံငင်းချင်းဆွေးနွေးပွဲမှာရုရှားဘက်ကကန့်လန့်လိုက်တယ်လို့ရုရှားမီဒီယာတွေမှာဖော်ပြပါဗျာ တရကီနိုင်ငံအစ္စတန်ဘူမြို့မှာဂျွန်လ၂ရက်နေ့ကနှစ်နိုင်ငံဆွေးနွေးခဲ့ရမှာရုရှားဘက်ကဒီစည်းကမ်းချက်တွေကိုတရားဝင်ချပြခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းမှာသွေးမြေကျမှုအဆုံးသတ်ဖို့တောင်းဆိုနေပေမဲ့ရုရှားကသူ့ရဲ့စစ်ရေးရည်မှန်းချက်တွေအလျှော့ပေးမှာမဟုတ်ကြောင်းအတိအလင်ပြသလိုက်တာလည်းဖြစ်ပါတယ်။ရုရှားရဲ့ကမ်းလှမ်းချက်ဟာလက်နက်ချဖို့တောင်းဆိုတာနဲ့ဘာမှမထူတဲ့အတွက်ယူကရိန်းဘက်ကတော့ထပ်တလဲလဲပယ်ချထားပါတယ်။နှစ်ဖက်ကိုယ်စားလှယ်တွေအစ္စတန်ဘူမှာဒုတိယအကြိမ်တွေ့ဆုံမှုဟာတနအိုင်လောက်ပဲကြာမြင့်ခဲ့ပါတယ်။ အငယ်ဆုံးနဲ့ထိခိုက်ဒဏ်ရာမှုအများဆုံးတွေကိုဦးစားပေးပြီးစစ်အကျဉ်းသားလဲလှယ်ဖို့နဲ့ကြာဆုံးစစ်သည်12000ရဲ့ရုပ်အလောင်းတွေအပြန်လှန်ပေးကြဖို့ကိုတော့သဘောတူခဲ့ကြပါတယ်။တူရကီသမ္မတတာယစ်အာဒိုဂန်ကတော့ရုရှားသမ္မတဗလာဒီမာပူတင်၊ယူကရိန်းသမ္မတပိုလိုဒီမာဇယ်လန်စကီတို့ကိုယ်တိုင်တူရကီမှာလာရောက်ဆွေးနွေးစီလိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်လည်းတက်ရောက်စီလိုတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ဒီဗီဒီယိုမြင်တန်ကြရအောင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူးအီအီနဲ့ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။